စပင်ညက်ပြီးတဲ့နောက်စွမ်းစာနီနဲ့ခွဲခြားမရအောင်ရုတ်ချင်းစင်တူသွားတဲ့ထထမိုးဦးအားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်ထထမိုးဦးဟာတခေတ်တခါမှနမဲချီခဲ့တဲ့ရုပ်ရှင်ပေါင်းများစွာဇလံတွဲပေါင်းများစွာကိုရိုက်ကူးခဲ့တဲ့ဝိုင်းရင်သရုပ်ဆောင်မင်းသမီးတူပေါင်းသူရိုက်ကူးခဲ့တဲ့ရင်မာဘယူတီဆိုတဲ့ကြောင့်ညာဟာအရန်ကိုပောက်ခဲ့ပြီးတော့လူတိုင်းရဲ့ပါဇက်ဖျားမှလည်းရေးပန်းစားခဲ့ပါတယ်ကျမရဲ့အရာရုပ်ရှင်နဲ့ရိုက်ကူးခြင်းမပြုတော့ပေမဲ့ live site တွေတော့လွှင့်မှသေးတယ် live stream မှာလည်းအောင်မြင်ခဲ့တဲ့ထထမိုးကငွေထွက်တော်မပူပန်ခဲ့ရပါဘူးဒါပေမဲ့လည်းကျမကြီးမကောင်းတာကြောင့် live stream တွေလည်းနားထားရတဲ့အပြင်စိတ်ုံလည်းတက်ခဲရပါသေးတယ်ဒီလိုကျမကြီးအခြေအနေတွေကြောင့်သပင်တိုညှက်လိုက်တဲ့ထထမိုးကစွမ်းစာနီနဲ့သွားတူနေတာပါစွမ်းစာနီကလည်းထထမိုးနဲ့တူလာတလို့ထထမိုးကလည်းစွမ်းစာနီနဲ့သွားတူနေတာကြောင့် social media ပေါ်မှာသူတို့နှစ်ယောက်ရဲ့ပုံလေးကိုတင်ပြီးစားနောင်းနေကြပါတယ်စွမ်းစာနီတင်မကပဲ food blogger ကြော်စင်းနဲ့ပါသွားတူနေတာကြောင့်ဘယ်ဟာကထထမိုးအစ်စ်လဲဆိုပြီးသူတို့သုံးယောက်ရဲ့ပုံလေးကိုရှင်းပြီး က်စားနေကြတာပါကဘာပေါ်မှာရုတ်ချင်းစင်တူသူတွေကမရှာပါတာကြောင့်ထရမုံနဲ့ရုတ်ချင်းစင်တဲ့သူလည်းရှိနိုင်ပါသေးတယ်ထရမုံကသပင်ရှိတုံးကလည်းစက်တီရှိသလိုသပင်ညှက်လိုက်တဲ့အချိန်မှာလည်းလူငယ်လေးတယောက်လိုဖြစ်သွားတာပါဘလုံးနေနေလှပေးသားဖြစ်တာကြောင့်ထရမုံအစ်စ်ကိုဘသူကမှမရှင်းနိုင်ကြပါဘူးထရမိုးကသပင်အတော်ညှက်လိုက်လို့ပရိသတ်တွေကသူ့ကိုချစ်ပေါ်သွားမလားဆိုပြီးစိတ်ပူခဲ့ပါသေးတယ်။ဒါပေမဲ့ကျမရဲ့အချင်းကြီးရမဖြစ်မနေသပင်ညှက်လိုက်ရတာပါ။ သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့သူ့ဘယ်လိုပုံစံမဲ့ဖြစ်ဖြစ်ချစ်နေတဲ့အပြင်စွမ်းစံလေးနဲ့တူစရာလားဆိုပြီးပုံနေနှိုင်းရှင်ပြနေလို့ဒေါသတွေထွက်နေကြသေးတာပေါ့စင်းုံတက်ခဲ့တဲ့အချိန်မှလည်းမိသားစုကအနာမမရှိပဲငွေချင်းနဲ့ငှားရမ်းထားတဲ့သူတွေပဲရှိတာကြောင့်အငငယ်ခဲ့ရတဲ့အချိန်တွေလည်းရှိပါတယ်ကြောက်ကရောင်တဲ့ယောဂကိုပါခံစားနေရတာကြောင့်သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်းတိုင်းရင်စင်းမီတိုလေးတွေကိုပြောပြခဲ့ကြသေးတာပေါ့ ကြောက်ကရောင်နာပြင်အသည်းနဲ့နှလုံးမှာယောဂရှိနေတာကြောင့်ရုပ်ရှင်ဇလန်းတွေလိုက်ဆေးတွေမရိုက်ဘူးဖြစ်တော့ပါဘူးထထမိုးဟာအခုတော့ဆေးရုံကဆင်းလာခဲ့ပြီဖြစ်ပြီးသပင်လည်းညှက်လိုက်တာပါဘလုံးနေနေလှပြီးရင်းနေသူဖြစ်တာမို့သပင်တို့နဲ့လည်းချီကောင်းနေပြန်ပါတယ်ပရိသတ်တွေကလည်းသူ့ပြန်မင်းနေကောင်းနေတာကိုဝမ်းသာနေကြပြီးအဖေစကားတွေလည်းပြောထားသေးတာပါ ူနဲ့တူတဲ့တက်တော့ဆယ်လီတယောက်ရှိပြီးတော့သူတယောက်ဆောင်ခဲ့တဲ့ကြောင်ညာတွေစကပြောတွေအတိုင်းတက်တော့လိုက်စော့တတ်ပါသေးတယ်။ရုတ်တရက်ကြီးလိုက်ရင်တော်တော်တူတာကြောင့်ထထမုံများတက်တော့ဆော့နေသလားဆိုပြီးတော့မေကွန်းထုတ်ခံခဲ့ရတာပါ။ဒါပေမဲ့လည်းဗရန်များမှန်ရင်နိုမနစ်ဆိုတဲ့အတိုင်းထထမုံရဲ့အမှုရာနဲ့ပြောဟန်ဆိုဟန်တွေကဘသူကမှလိုက်မတွန်းနိုင်သလိုမှီလည်းမမှီပါဘူး။ထထမိုးဟာထထမိုးပဲဖြစ်တာကြောင့်သူရဲ့တယောက်ဆောင်ပုံလေးကိုဘသူတူတယောက်ကမှလိုက်မိခြင်းမရှိပါဘူး။ဇာကားရီမရိုက်ဖြစ်တော့ပေမဲ့လည်းအခုချိန်ထိအပင်းနေကြသေးတဲ့ပရိသတ်တွေလည်းရှိသလုံး သူ့ကျမရဲ့ကိုလည်းအမျက်စိတ်ပူပေးနေကြတာပေါ့သပင်တိုညှက်လိုက်တာကလည်းသူ့ကျမရဲ့အတွက်ကောင်းနေဆိုပြီးသပင်တိုနဲ့လှနေတဲ့ထရမိုးကိုအဖေကပြောထားကြပါသေးတယ်အသက်90ကျော်နေတာတော့လူငယ်လေးတယောက်လိုလှနေတဲ့ထရမိုးကသပင်ညှက်လိုက်တဲ့အခါပိုပြီးနုပြိုသွားပါတယ်ဒါကြောင့်ထရမိုးသပင်ကိဆိုပြီးတော့အောင်ခစ်ဆန်းလာနိုင်သေးတဲ့အထိမြမပရိသတ်တွေကိုလှမ်းမှုနိုင်သူဖြစ်ပါတယ်သပင်ညှက်လိုက်တဲ့ထရမိုးကတကယ်ပဲစွမ်းစာနည်းနဲ့တူသွားတာလားဆိုတော့ခေါမမပြပြခဲ့ပါအောင်ရှင် အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ